အားလုံးပဲမင်္ဂလာပါ Tish ဒီဘောတက်ရှမာကျူဆူလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ selection to အုပ်စုတဲကအာတခုဖြစ်တဲ့ m အုပ်စုတွေကအကောင့်နေအကြောင်းပြပြပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ m2 တွေပြမှာရှိတယ်ဆိုတော့အုပ်ကြည့်လိုက်ရအောင်ပါဆိုတော့ဒီနားလေးမှာပေါ့နော် two box ရဲ့ဒီနေရာမှာဒီလိုမျိုးတက်တက် line လေးနဲ့ rectangular လေးရှိပါတယ်အာဒီကောင်လေးကတော့ m အုပ်စု2လေးပေါ့နော် to right click နဲ့ကြည့်ပါမယ်အဲတူမှာဘာတွေရှိမလဲဆိုလို့ရှိရင် rectangular mark အာမကွီ2ရှိမယ်ပြီးလို့ရှင် elliptical မကွီ2ရှိမယ် single row နဲ့ single column မကွီ2ဆိုပြီးတော့ရှိပါလိမ့်မယ်သူရဲ့ shortcut key ကတော့ m ပေါ့နော်အဲဒီရဲ့နေရာမှာလာပြီးတော့မနှိပ်ရှင် shortcut key m လေးကိုလာပြီးတော့တုံးလို့ရပါတယ်ဆိုတော့ဒီများတော့အဖြစ်တော့ rectangular မှာ q2 ကိုဘယ်နေရာမှာအသုံးပြုကြလဲဆိုလို့ရှင်သူကအရက်တွေရှိ အရက်ရှိအောင်လုပ်တဲ့နေရာပေါ့နော်အဲလူတယောက်အရက်ရှိအောင်လုပ်တဲ့နေရာမှာအသုံးပြုပါတယ်အာဒီရဲ့ rectangular မှာ quick tool လေးကိုယူလိုက်ပါမယ်ယူပြီးတိုက်ပြီဆိုလို့ရှိရင်ဒီရဲ့ပုံမှာလာပြီးတော့ဆက်လက်လုပ်လိုက်မယ်ပေါ့နော် ဖြီးပြီးတော့ပဲဆွဲလိုက်ရုံပါပဲပြီးတော့လို့ရှိရင်တော့သူ့အရက်ရှိတာဖြစ်ရှင်တဲ့အတွက်ကြောင့်မလို့ move tool လေးခေါ်လိုက်ပါမယ် v ကိုနှိပ်လိုက်ပါ อ่าနှိပ်လိုက်ပြီဆိုလို့ရှင်ဒူကာတီရဲ့ပုံစံလေးနဲ့ပေါ်လာရဲ့ပေါ့နော်ပြီးတော့လို့ရှင်တော့ keyboard ကနေ shift ကိုဖိပါ shift ကိုဖိပြီးတော့အရက်ရှိရှင်အောင်လို့ဒီနေ့လေးမှာနည်းနည်းလေးဆွဲရှိလိုက်မယ်ပေါ့နော် okay ပြီးတော့เนาะတန်းကိုနှိပ်လိုက်ရတယ်လို့ဒီအပေါ်အမှန် shift လေးကိုလည်းနှိပ်လိုက်လို့ရပါတယ်အာနှိပ်ပြီးတော့ရင်ဒီမှာတစ်ချက်လောက်လာကြည့်ရအောင်အာဒါတော့အရက်ရှိထားရဲ့ပုံပါ အဲဒီကတော့အရက်မရှိထားတဲ့ပုံပေါ့နော်အဲမကွီ2ကိုဒီရဲ့ rectangular မကွီ2ကိုအရက်ရှည်ရှင်တဲ့အချိန်မှလာပြီးတော့တုံးလို့ရပါတယ်ဆိုတော့ဒုတိယတမျိုးအနေနဲ့ဒီရဲ့ elliptical magui 2ကတော့သူကဘဲဥပုံစံလေးလာပြီးတော့ဆက်လက်လုပ်ပြတာပဲဖြစ်ပါတယ် တော့ဒီမှာဆိုလို့ရှိရင်ဘယ်ဥပုံစံနေနေလာပြီးတော့ဆက်လက်လုပ်ပြရပေါ့နော်ဒီမှာ selection ဝင်နေတာကိုပြန်ပြီးတော့ unselect လုပ်ရှင်နေဒီ select လုပ်ရှင်နေဆိုလို့ရှိရင် keyboard ကနေ control ရဲ့ d ရဲ့ကိုတွဲနှိပ်ပေးပါ control d ဒါဆိုလို့ရှိရင်တော့အာဒီ select ပြန်ဖြစ်သွားပါလိမ့်မယ်နားမှာကျန်နေသေးတဲ့နှစ်ခုအောက်ကအောက်က single row နဲ့ single column အကြတော့သူ့ကိုတေးဝယ်ဒီမှာအသုံးပြုရမှာအများပါတယ်အဲ့တော့ဒီ rectangular မှာ grid တူတဲ့အသုံးပြုရဲဆိုလို့ရှိရင်ဒီအပေါ်မှာဘာတွေပါလာလဲ option bar မှာဘာတွေပါလဲဆိုတာကြည့်ရအောင်ဒီရဲ့အရှိဆုံးကဟာတော့ new selection လို့ခေါ်ပါတယ်အဲ့တော့အာညီမတို့ selection မှတ်မယ်ဆိုလို့ရှိရင်တော့ selection ကိုဒီ new selection မှာပဲထားပြီးတော့တုံးပေးတာကပိုပြီးကောင်းတယ်ပေါ့နော်အာနောက်ပြီးတော့ဒီဘေးနာကဟာတော့ add to selection မှာဒီကောင်လေးကတော့ add to selection အာသူ့ဘေးနာကတော့ subtract from selection ဖြစ်ပြီးတော့အာဒီအနောက်ဆုံးကတော့ inter service selection ဖြစ်ပါတယ်ပြီးတော့အနောက်မှာရှိတဲ့ feather လေးဆိုတာကအဲ့ဒီရဲ့ feather ကကြတော့သူကအာညီမတို့ဝါရမဲ့ပုံစံလေးကိုပြရှင်းပြောရှင်းတာပဲဖြစ်ပါတယ်ဆိုတော့ feather လေးကိုတစ်ချက်ကြည့်ကြမယ်ပေါ့နော်အာဒီနားလေးမှာပဲမှ quick to နဲ့ယူလိုက်မယ်မှဆွဲလိုက်မယ်ပေါ့နော်အာဒီမှာ feather 0ထပ်ထားတယ်ဆိုလို့ရှိရင်ဒီနားလေးမှာအယောင်လေးဖြည့်ကြည့်အောင် ဖေဒါ0ထားထားတယ်ဆိုလို့ရှင်သူကဒီနေရာမှာဒုံတိဖြစ်နေရေပေါ့เนาะအဲ့တော့ဒီဒီမှာဖေဒါလေးကိုလာပြီးတော့တိုးကြည့်မယ်ဖေဒါပို့ပြီးတော့တည်တောင်းလို့ဖေဒါများများလေးတိုးလိုက်ပါမယ်ဒါရင်เนาะဒီလင်းနဲ့ဖြစ်လိုက်မယ်ဒါဆိုလို့ရှင်ဖေဒါတိုးထားရေဆိုလို့ရှင်သူကဒီတောင်းအနာလေးမှာတွားပြီးတော့အာဝဝပုံစံလေးဖြစ်သွားပါလိမ့်မယ် ဒါတော့ fader က0ထားလို့ရှိရင်ဒီလိုမျိုးအကွက်ကအာသူက pixel တုံးစားပဲယူပေးတယ်ပေါ့နော်။ပုံက3တီဖြစ်နေလိမ့်မယ်။အဲ့တော့ pixel များလာလေးပုံကငက်မွေလေးလိုမျိုးနုညံ့လာမယ်ပေါ့နော်။အာဒီမှာဆိုလို့ရှိရင် fader ကို44လောက်ထားတာအဲ့ခါကျသူ့ရဲ့ပုံကအာငက်မွေလေးလိုမျိုးပဲနုနုညံ့ညံ့လေးဖြစ်ပါလိမ့်မယ်။ အာအဲ့ဒီမှာကိုက fader တန်ဖိုးမပြောင်းမိပဲနဲ့လောက်လောက်လိုက်မိသွားတယ်ပေါ့နော်အဲ့ဆိုပဲနေရာမှာလာပြီးတော့ပြန်ပြောင်းလို့ရတယ်ဆိုလို့ရှိရင် select ထဲကိုသွားလိုက်ပါပြီးရင်တော့ဒီမှာ modify ထဲကနေ fader ကနေသွားပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် select လုံးမိသွားပြီးဆိုရင် fader မထားခဲ့ရဘူးပဲထားပါတော့ဥပမာ df fader ကို0လေးပြန်ပေးလိုက်မယ် ပြောဆက်လက်လှုပ်လိုက်မယ်အဲ့တော့ဒီရာရဲ့ fader လေးကိုပြင်ချင်တယ်ဆိုလို့ရှိရင်ဆက်လက်ထဲကိုသွားမယ် modify နဲ့ကနေဒီမှာ fader လေးရှိပါတယ်သူရဲ့ shortcut key က shift နဲ့ f စပါတို့အတွက်နေပြီးတော့လဲ fader လေးကိုပြန်ပြီးတော့ပြောင်းလို့ရပါတယ်ဒါဆိုရင် fader box လေးကြားလာလိမ့်မယ်ပေါ့နော်ဒီမှာကိုပြောင်းရှင်တဲ့ fader အတိုင်းရိုက်ထည့်လိုက်ရပါတယ် ါဆိုလို့ရှိရင်တော့အာ selection tool အောက်စုတဲ့က M2 ဖြစ်တဲ့ Magui tool အောက်စုဖြစ်တဲ့အာအကောင့်တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သိရှိသွားပြီလို့ထင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်။